မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ February 18ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့အရခတ်တပ်တော် AA ရဲ့ရခိုင်ပြည်မြို့တော်စစ်တွေမျိုးတင်းတိုက်ပွဲမှာပုံပေါ်ပြီးတော့ပြင်းထန်လာပြီးမနေ့က February 18ရက်နေ့ညပိုင်းမှာရခိုင်ရံများထက်ပိုပြီးတော့ တိုက်ပွဲပြင်းထန်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အေအေနဲ့စစ်ကောင်စီတပ်တို့ဟာအပြန်အလှန်ပြစ်ခတ်မှုတိုက်ပွဲဟာညနေ6နာရီကျော်ကစတင်ခဲ့ပြီးတော့9နာရီကျော်အချိန်မှာပြစ်ခတ်တပ်များရပ်တန့်သွားကြောင်းနဲ့စစ်ကောင်စီက Jet Fighter လေယာဉ်နဲ့လေကြောင်းတိုက်ခတ်မှုတနာရီကျော်ကြောင်းဘုံကျဲတိုက်ခတ်ခဲ့ကြောင်းစစ်တွေသတင်းရင်းမြစ်တို့ကပြောပြထားပါတယ်။မနေ့ကညကတိုက်ပွဲကအရန်ကိုပြင်းပြင်းထန်ထန်ပဲအေအေကအမြင့်ကျုံးကစစ်ကောင်စီတပ်တွေကို လက်နဲ့ကြည့်နေတဲ့အသက်ကုန်ပြစ်တာစစ်ကောင်စီတပ်ကလည်းပြန်ပြစ်တယ်ပောက်ကွဲတန်တွေဟာစစ်တွေမျိုးကနေပြီးတော့ကြားနေရတယ်ည6နာရီကျော်ကနေပြီးတော့ဖြစ်တာ9နာရီကျော်လောက်မှရပ်တန့်သွားကြတယ်လို့ပြောပြထားပါတယ်စစ်ကောင်စီဟာလေကြောင်းကနေပြီးတော့တိုက်ပွဲဖြစ်ပွားရာစစ်တွေအမြင့်ကျွန်းအနီးတစ်ဝိုက်နဲ့ပောက်တော်မြို့နယ်တဲခုံကျေးရွာဒေသကိုဘုံအလုတ်ရည်အများအပြားနဲ့ဘုံကျဲတိုက်ခတ်ခဲ့တယ်လို့နောက်ထပ်စစ်တွေဒေသခံတအုပ်ကပြန်လည်ပြောပြထားပါတယ်အမြင့်ကျွန်းပါဒလိတ်ဘတ်တွေကနေတိုင်းနေပိုင်းကိုတိုက်ပွဲတွေဖြစ်ပွားနေတဲ့စစ်မြေပြင် area ဖြစ်သွားပြီဗျာ တေးရဲ့ထိုးစစ်ကိုစစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှုအများဆုံးနဲ့ပြန်ပြီးတော့ခုခံနေတယ်မနေ့ကလည်းစစ်တွေမျိုးအနည်းနဲ့ပောက်တော့တဲကုံဘက်ကိုဘုံကျဲခဲ့တာစစ်တွေကနေပြီးတော့လှမ်းမြင်နေရတယ်မီးလောင်ပောက်ကွဲတန်တွေဟာစူညံနေတာပဲအထိကိုက်တော့မသိရသေးဘူးလို့ပြောပြထားပါတယ်ဖေဖော်ဝါရီလ9ရက်နေ့ညကစတင်ခဲ့တယ်အရခတတော်အေအေရဲ့စစ်တွေမျိုးသိမ်းတိုက်ပွဲဟာတရက်ထက်တရက်ထိုးစစ်စင်တိုက်ခိုက်မှုတွေဟာပုံမိုပြီးတော့ပြင်းထန်လာပြီးစစ်ကောင်စီတပ်ဖွဲ့ဝင်များကိုလက်နက်ကြီးပစ်ခတ်မှုစနိုက်ပါပစ်ခတ်မှုများနဲ့ အာရခတက်တော့အေအေကအမဲ့ချွေချွေနေတယ်လို့သိရပါတယ်။အေအေရဲ့လျှက်တဲ့ပြက်ထိုးစစ်စင်တိုက်ခတ်မှုများကြောင့်စစ်ကောင်စီတပ်ဖွဲ့ဝင်ယာနဲ့ခြေပြီးတော့ထိခိုက်သေးဆုံးမှုတွေရှိကြောင်းနဲ့စစ်တပ်ထဲမှာရှိတဲ့ဂရင်တရားစစ်ဆေးရုံမှာလည်းဒဏ်ရာရရှိသူများနဲ့စေကူတနေကြရတယ်လို့စစ်တပ်အတိုင်းဝိုင်းနဲ့နှိစက်တယ်။စစ်တွေဒေသခံတအုပ်ကပြန်လည်ပြောပြထားပါတယ်။စစ်တပ်ထဲကဂရင်တရားစေးရုံမှာလည်းဒဏ်ရာရတဲ့သူတွေအပြည့်ပဲလို့ပြောတယ်။အေအေရဲ့တိုက်ခတ်မှုကြောင့်သေဆုံးသွားတဲ့သူတွေလည်းရှိတာပေါ့။အဓိကကတော့အမြင့်ကျွန်းတဲ့ပါတလိတ်ဘက်တွေကအထိခိုက်များတယ်။ တိုက်ပွဲကတော့ဒီထက်ပိုပြီးတော့ပြင်းထန်လာမယ်လို့ထင်တာပဲဒေသခံတွေအနေနဲ့တော်တော်လေးကိုသတိထားရပါမယ်ရှောင်းတိန်မို့ကြိုတင်ပြင်ဆင်မှုတွေလုပ်ထားရမယ်လက်နက်ကြီးအန်ဒီရဲလေကြောင်းအန်ဒီရဲတွေကိုအထုကြီးဆက်ရမယ်လို့ပြောကြားထားပါတယ်အရခတက်တော် AA တွေစစ်တွေမြို့ကိုကုန်းလန်းကနေပြီးတော့အလွယ်တကူဝင်မလာနိုင်ရေးအတွက်အကြမ်းဖက်စစ်ကောင်စီကရန်ကုန်စစ်တွေကားလမ်းပေါ်မှာရှိတဲ့အမြင်ကျွန်းချေးရွာအနီးကမင်းချောင်းတရားကို စစ်ကောင်စီရဲ့ပါတလိတ်အမြောက်တပ်ရင်းက2024ခုနှစ်ဖေဖော်ဝါရီလကမိုင်းခွဲဖျက်ဆီးခဲ့တယ်လို့သိရပါတယ်။စစ်ကောင်စီဟာစစ်တွေမျိုးကိုမကြဆုံးစေရေးအတွက်စစ်တွေမျိုးပတ်ပတ်လဲမှာသဲတုံများနဲ့ဘန်ကာများကိုပြုတ်လုထားတဲ့အပြင်စစ်တွေမျိုးပတ်ပတ်လဲမှာလည်းမိုင်းများကိုထောင်ထားခြင်းနဲ့ရှုကင်းသာလမ်းတစ်လျှောက်မှာတန်ဆူးကြုံများနဲ့ကာယံထားတယ်လို့သိရပါတယ်။အရခတက်တော် AA ဟာမကွေးပဲခူး AOD တိုင်းတို့နဲ့ထိစပ်နေတဲ့ဒေတာများမှာဒေတာကံပြည်သူကာကွယ်တပ်ဖွဲ့များနဲ့ပူးပေါင်းပြီးတော့စစ်ကောင်စီရဲ့တပ်ဆက်ခန်းများကိုတိုက်ခိုက်နေတဲ့အပြင် စစ်တွေမျိုးသိမ်းတိုက်ပွဲကိုလည်းကြပြိုင်နဲ့ဥတီတိုက်ခိုက်လာခြင်းဖြစ်ကြောင်းသတင်းရရှိပါရယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ဗမော်မှာရှိတဲ့စစ်ကောင်စီရဲ့အမှတ်27စစ်စင်ရေးကိုကဲမှုဌာနချုပ်စကခ27ကိုကချင်လွတ်လပ်ရေးတပ်မတော် KIA ကပိတ်ဆို့တိုက်ခိုက်နေရာစစ်ကောင်စီရဲ့နေပြူဟာမှုတအူးဟာ 6ရောက်ပြတ်သွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စကခ21က6ရောက်ပြတ်သွားတဲ့နီဘူဟာမူးကိုစစ်ကောင်စီကရဟတ်ရင်နဲ့လာရောက်ခေါ်ဆောင်သွားပြီးတော့မြေကြီးနားစေးရုံကိုပို့ဆောင်ထားတယ်လို့သိရပါတယ်။နီဘူဟာမူးကတော့တိုတက်ရှိတက်ဖြစ်သွားတယ်။ဖင်မာလည်းဒိုင်ယာဘလဘွားနဲ့အခုမြေကြီးနားစေးရုံမှာပါလို့ကချင်းသတင်းအရေးမြစ်ကပြောပါတယ်။မနေ့ကဖေဖော်ဝါရီလ16ရက်နေ့ကစစ်ကောင်စီရဲ့ဈေးတက်ရင်းကိုပါ KIA ကသိမ်းပိုက်လိုက်ပြီးတော့စကခ21ကိုဆက်လက်ပြီးတော့ထုံးစစ်စင်တိုက်ခိုက်နေတယ်လို့သိရပါတယ်။စစ်ကောင်စီရဲ့စကခ21ရဲ့ ်စစ်မြေပြင်ထောက်ဖို့လမ်းကြောင်းများပိတ်ဆို့ခံထားရပြီးတော့လေကြောင်းကနေပြီးတော့လက်နက်ရိတ်ခါပို့တဲ့ရဟတ်ရင်ဟာလဲ KIA ကပြစ်ခတ်နေတဲ့အတွက်ဆက်ကခ27အနည်းကိုချင်းကပ်ရန်အခက်အခဲရှိနေတယ်လို့သိရပါတယ် KIA ဟာဗမာမှာရှိတဲ့စစ်ကောင်စီရဲ့အမြောက်တပ်တင်ကားတပ်ရင်းတန်ချက်ကတပ်ရင်းများအပြင်စစ်ကောင်စီတွေတပ်ဆွဲထားတဲ့စခန်းတချို့ကိုပါသိမ်းပိုက်ထားပြီးစကားခ27နဲ့ခလိုက်ရ49ကိုပိတ်ဆို့တိုက်ခိုက်လျက်ရှိကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ။နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့အရခတ်တော် AA ကစစ်တုံးမှဒုတိယရဲမှူးကြီးတအုပ်အပါအဝင် စစ်ကောင်စီရဲ့မိသားစုဝင်ပေါင်း198ဦးကိုထမှန်ပြန်လွှတ်ပေးလိုက်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စစ်တုံးမှန်မိသားစုဝင်တွေက198ဦးကိုအရခတက်တော်အေအေကအခုရပိုင်းအတွင်းမှာထမှန်လွှတ်ပေးလိုက်တယ်လို့သိရပါဗျ။ပြန်လွှတ်ပေးလိုက်တဲ့စစ်တုံးမှန်မိသားစုဝင်198ဦးထဲမှာစစ်တုံးမှန်အဖြစ်နဲ့ဖမ်းဆီးထားတဲ့ဒုတိယရဲမှူးကြီးတအုပ်လည်းပါဝင်တယ်လို့သိရပါဗျ။စစ်တုံးမှန်မိသားစုဝင်အမျိုးသား52ဦးနဲ့အမျိုးသမီး148ဦးတို့ကိုအေအေကလွှတ်ပေးခဲ့ခြင်းဖြစ်ကြောင်းအေအေရဲ့သတင်းထုတ်ပြန်ချက်အရာသိရပါဗျ။အရခတက်တော်အေအေကပြီးခဲ့တဲ့ ဖေဖော်ဝါရီလပထမပတ်အတွင်းမှာလဲစစ်တုံးပန်းမိသားစုဝင်ပေါင်း136ဦးနဲ့ အရသာအကျဉ်းသား26ဦးကိုလည်းပြန်လွတ်ပေးခဲ့တယ်လို့သိရပါတယ်။၎င်းတို့အားလုံးကအာနာသိန်းစစ်ကောင်းစီထိန်းချုပ်ထားတဲ့မြို့နယ်များကမဟုတ်တဲ့သူတွေဖြစ်ပြီးတော့ပြန်လွတ်ပေးလို့ရတဲ့သူတွေကိုသာအေအေကလွတ်ပေးခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။အာနာသိန်းစစ်ကောင်းစီဟာလက်လွတ်ဆုံးရှုံးထားရတဲ့အရသားများနေထိုင်ရာမြို့ရွာများနဲ့စစ်တုံးမှန်းများထားရှိရာနေရာများကိုလေချောင်းတိုက်ခိုက်မှုလက်နက်ကြီးပစ်ခတ်မှုများပြုလုပ်နေတယ်လို့သိရပါတယ်။အာရခတက်တော်အေအေကထိန်းသိမ်းဆောက်ရှောက်ထားတဲ့စစ်တုံးမှန်းများထားရှိရာ မြောက်ဦးမြို့နယ်ကရန်ချောင်းဒေသကိုစစ်ကောင်စီကလေကြောင်းဘုံကျဲတိုက်ခိုက်မှုများကြောင်းစစ်တုံးမှန်တရားကျော်တေဆုံးခဲ့ပြီးတော့တရားကျော်ဟာထိခိုက်ဒဏ်ရာရရှိသွားတယ်လို့အေအေဘက်ကထုတ်ပြန်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းမြင်းညာမြို့နယ်တက်လုံမြို့ခြေရွာကိုအကြမ်းဖက်စစ်ကောင်စီကရွာလုံးကျွတ်မိရှုဖျက်ဆီးပြီးပြည်စည်းများကိုလူရက်ခိုးယူသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဖေဖော်ဝါရီလ18ရက်နေ့ညနေ9:00နာရီခွဲအချိန်ကစတင်ပြီးတော့ကျေးရွာအတွင်းမှာခြေချတက်ဆွဲထားတဲ့စစ်ကောင်စီတပ်များကနေအိမ်များကိုဖောက်ထွင်းပြီးပစ္စည်းများကိုတည်ယူနေကြတယ်လို့သိရပါတယ်။အဲဒီနောက်မှာတော့မနေ့ကညနေပိုင်းကနေစပြီးတော့ညဘက်အထိကိုရွာလုံးကျွတ်မိရှုဖြတ်စည်းနေခြင်းဖြစ်တယ်လို့သိရပါတယ်။မနေ့ကညနေ9:00နာရီခွဲလောက်မှာကျွန်တော်တို့ဘက်ကနေပြီးတော့ရွာထဲမှာပစ္စည်းတွေတည်နေတဲ့စစ်သားနဲ့ပြူစောထီးတွေကို60မမနှလုံးနဲ့ပြစ်ခဲ့တာပေါ့အဲ့ဒီမှာစစ်တပ်ကသူတို့လူတွေထိတယ်ဆိုပြီးတော့မြို့လုံးကျွတ်ကိုမိရှုသွားတာမနေ့ကညပိုင်းအထိကို တညာလုံးမီးလောက်တွေကိုမြင်နေရပါတယ်။သုံးနေရခွဲပြီးတော့ရှို့တာပါ။တရွာလုံးတော့ပါမယ်ထင်းတယ်။မနေ့ကညနေကရွာလုံးကျွတ်မီးရှို့သွားတာပါလို့ဒေသနေပြည်သူတို့ကရှင်းပြထားပါတယ်။ငင်းညာမြို့နယ်တလုံးမြို့မှာစစ်ကောင်စီတပ်က2021ခုနှစ်ဖေဖော်ဝါရီလ1ရက်နေ့ကစစ်အာဏာသိမ်းတဲ့အချိန်ကစပြီးတော့လာရောက်တပ်ဆွဲခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။၄နှစ်ကြာတပ်ဆွဲထားတဲ့စစ်တပ်ကို2025ခုနှစ်ဖေဖော်ဝါရီလ1ရက်နေ့မှာပြည်သူ့ကာကွယ်တပ်များကဝင်ရောက်တိုက်ခတ်ခဲ့တဲ့အတွက်တိုက်ပွဲများအပြင်းထန်ဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။စစ်တပ်က၄ချောင်းတိုက်ခတ်မှုများဇက်တိုက်လှုပ်ဆောင်လာတဲ့အတွက်တော်လိုင်းတပ်များ ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့သိရပါတယ်တလုံးမြုံမှာစစ်တပ်ကတတ်ဆွဲထားတာ၄နှစ်ကျော်ကြာနေပြီ ဖေဖော်ဝါရီလ၁ရက်နေ့မှာကျွန်တော်တို့ဘက်ကစပြီးတော့တိုက်တယ်မြေပြင်အခြေအနေမှာလုံးဝကိုအသာစီးရထားပေမဲ့စစ်တပ်ကလေကြောင်းကနေပြီးတော့အစမတန်အင်အားသုံးလာလို့ကျွန်တော်တို့ဒီခဏယာယီပြန်ဆုတ်ခဲ့ရပါတယ်အဲ့ဒီကလေးကစပြီးတော့စစ်ခွေးတွေကမြို့ထဲမှာပစ္စည်းတွေကိုဖောက်ထွင်းလူရနေပြီးတော့အခုနောက်ဆုံးရွာလုံးကျွမီးရှို့နေတာဖြစ်ပါတယ်လို့ဒေသခံတော်လိုင်းတပ်ဖွဲ့ကတာဝန်ရှိသူကရှင်းပြထားပါတယ်ဖေဖော်ဝါရီလ၁ရက်နေ့ကတလုံးမြို့တိုက်ပွဲမှာစစ်တပ်ဘက်ကတိုက်ဆုံမှုတွေများပြခဲ့ပြီးတော့တော်လိုင်းတပ်ဘက်ကလည်းတအူးကြဆုံးကပြည်သူတချို့လည်းစစ်တပ်ရဲ့ပြစ်ခတ်မှုကြောင့်တိုက်ဆုံခဲ့ရတယ်လို့သိရပါတယ် ယ်စစ်ကောင်စီတပ်ရဲ့မီးရှို့ဖျက်ဆီးလူရက်နေတဲ့တလုံးမျိုးဟောင်းဟာမြင်းညာစီမီကုံကားလမ်းဘေးမှာအင်ဂျင်တထောင်ကျော်ရှိတဲ့ရွာတစ်ခုဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ဘကိုးတိုင်းဂျိုးမင်ကောင်းမျိုးနဲ့တိုက်တူးကုန်းရွာမှာအုတ်ချုပ်ရဲမှုတင်မောင်အေးကကြီးပါသာကိုအောင်ကိုကိုကိုလူစားထိုးစစ်မှုတန်းတက်သားအဖြစ်နဲ့စစ်တပ်ထဲကိုငွေကျပ်340နဲ့ရောင်းစားခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဇန်နဝါရီလ30ရက်နေ့ကဂျိုးမင်ကောင်းမျိုးနဲ့တိုက်တူးကုန်းကြီးရွာမှာနေထိုင်တဲ့ကိုအောင်ကိုကိုနဲ့တရွာထဲနေထိုင်သူ ကိုဖိုးပြေဆိုသူတို့ဟာစကားများရန်ဖြစ်ခဲ့ကြတယ်လို့သိရပါတယ်။အဲ့ဒီရန်ဖြစ်မှုကိုကြေးရွာအုပ်ချုပ်ရဲမှုတင်မောင်အေးကတပ်ဆိုင်ရာရဲစခန်းကိုတိုင်ကြားခြင်းမပြုဘဲစစ်တပ်ထဲကိုခေါ်ယူကာကိုအောင်ကိုကိုကိုဖမ်းဆီးခိုင်းခဲ့တယ်လို့သိရပါတယ်။အခုလိုမျိုးဖမ်းဆီးခေါ်ဆောင်သွားပြီးတဲ့နောက်ဖေဖော်ဝါရီလ23ရက်နေ့မှာအုပ်ချုပ်ရဲမှုတင်မောင်အေးကကိုအောင်ကိုကိုရဲ့နေအိမ်ကိုတွားရောက်ပြီးတော့အိမ်တော်စုစီရင်တဲ့မှတ်ပုံတင်ကပ်ပြားကိုတွားယူခဲ့တယ်လို့သိရပါတယ်။အဲ့ဒီနောက်မှာတော့ကိုအောင်ကိုကိုကိုလူစားထိုးစစ်မှုတန်းတပ်သားအဖြစ်နဲ့အကြမ်းဖက်စစ်တပ်ထမ်းမှာငွေကျပ်3000နဲ့ရောင်းစားခဲ့တယ်လို့သိရပါတယ်။ ကိုအောင်ကိုကိုရဲ့အိမ်ကိုသွားပြီးတော့အုတ်ကြီးကအိမ်တော်စုစီရင်နဲ့မှတ်ပုံတင်သွားတောင်းတယ်။အဲ့ဒါကိုကိုအောင်ကိုကိုရဲ့အမေကသူ့သားလေးပြန်လှုပ်ဖို့အတွက်အုတ်ကြီးကလိုက်လုပေးနေတယ်ထင်ပြီးတော့မှတ်ပုံတင်နဲ့တကောင်စင်းကိုပေးလိုက်တာပါ။နောက်ပိုင်းမှာသိရတာကစစ်မှုထမ်းခိုင်းဖို့အတွက်မှတ်ပုံတင်နဲ့တကောင်စင်းလာတောင်းသွားတယ်လို့သိရပါတယ်။မိသားစုဝင်တွေကလည်းဂျိုးမင်ကောင်မြို့နယ်ထွေးအုပ်ရုံးကိုလိုက်သွားပြီးတော့သတင်းလိုက်ပြီးတော့ရုံးမှာရှိတဲ့စစ်သားက ကိုအောင်ကိုကိုကိုစစ်တင်တန်းချောင်းကိုပို့လိုက်ပြီလို့ပြောတယ်လို့အခြေအနေကိုသိရှိထားတဲ့ကိုအောင်ကိုကိုရဲ့မိတ်ဆွေကပြန်လည်ရှင်းပြထားပါတယ်။တိုက်တူးကုန်းကြီးပါအုပ်ချုပ်ရေးမှူးတင်မောင်အေးကစစ်တပ်ထံကိုရောင်းစားခဲ့တဲ့ကိုအောင်ကိုကိုဟာ မိခင်မုံဆုံးမကြီးနဲ့အသက်80ကျော်အရွယ်အဖွားဖြစ်သူတို့ကိုဆန်ဆက်အလုသမားအဖြစ်နဲ့လောက်ကင်ကျွေးမွေးနေသူဖြစ်တယ်လို့သိရပါဗျ။လက်ရှိအချိန်မှာမိခင်မုံဆုံးမကြီးနဲ့အသက်80ကျော်အရွယ်အဖွားအိုတို့ဟာလည်းလောက်ကင်ကျွေးမွေးမဲ့သူမရှိဘဲဒုက္ခရောက်နေကြတယ်လို့သိရပါဗျ။အလားတူပဲအေယော်ဒီတိုင်းဒနုပြူမျိုးနဲ့ရေမင်းကုန်းချေရွာမှာလည်းအုတ်ချုပ်ရေးမှုအုံးခိုင်ကချေရွာသားကိုမင်းမင်းကိုအကြက်မဲ့စစ်တပ်ထမ်းကိုလူစားထိုးစစ်မှုတန်းတပ်သားအဖြစ်နဲ့ငွေကျပ်360နဲ့ရောင်းစားခဲ့တယ်လို့သိရပါဗျ။ ဖေဖော်ဝါရီလအတွင်းမှာဓနုပြုံမြို့နယ်ရေရင်းကုန်းကြေးရွာမှာအုတ်ချုပ်ရေးမှုအုံခိုင်ကကြေးရွာသားကိုမင်းမင်းကိုစစ်မှုထမ်းရမယ်ဆိုပြီးတော့နေအိမ်မှာတွားရောက်ခေါ်ဆောင်ပြီးတဲ့နောက်ချင်းမြန်တရင်တရားရှိကိုပို့ဆောင်ခဲ့ကလူစားထုတ်စစ်မှုထမ်းတပ်သားအဖြစ်နဲ့ငွေကျပ်သိန်း60နဲ့လူစားထုတ်ရောင်းစားခဲ့တယ်လို့သိရပါတယ်။ကိုမင်းမင်းကိုသူ့ရွာရဲ့အုတ်ချုပ်ရေးမှုကအလားမျိုးကြေးရွာအတွက်လူစားထုတ်စစ်မှုထမ်းအဖြစ်နဲ့ရောင်းစားသွားတာအလားမျိုးကြေးရွာကရေရင်းကုန်းကြေးရွာရဲ့ဘေးရွာပါအုတ်ချုပ်ရေးမှုအုံခိုင်ကလူစားထုတ်စစ်မှုထမ်းခိုင်းခဲ့တာလို့ ကိုမင်းမင်းရဲ့မိတ်ဆွေတို့ကပြန်လဲရှင်းပြထားပါရယ်ဒါအပြင်အုတ်ချုပ်ရေးမှုအုံခိုင်နဲ့စည်ရေးမှဒေါခင်ဆွေမွန်တို့ဟာအုံမင်ကွင်းချေရအုပ်စုမှာရှိတဲ့ပြည်သူများကိုညအချိန်မှာကင်းဆောင်ခန်းခြင်းလူငယ်များကိုစစ်မှုထမ်းရန်ဆိုပြီးတော့ဖမ်းဆီးခြင်းနဲ့စစ်မှုမထမ်းပါကထောင်ချမယ်ဆိုပြီးတော့ချိန်ချောက်ချင်းများကိုပြုတ်လုံနေတယ်လို့သိရပါရယ်အလားတူပဲ ARD တိုင်းမြောင်းများမျိုးနယ်မှာလည်းအကြမ်းမဆက်တက်ကလူငယ်အယောက်60နီးပါးကိုပေါ်တာဆွဲဖမ်းဆီးခဲ့တယ်လို့ဒေသခံပြည်သူများကပြောပြထားပါတယ် ဇန်နဝါရီလနဲ့ဖေဖော်ဝါရီလအတွင်းမှာ အကြမ်းဖက်စစ်တပ်ကမြောင်းများမျိုးပေါ်နဲ့ကျေးရွာများကလူငယ်များကိုနေအိမ်ထဲထိဝင်ရောက်ပေါ်တာဆွဲဖမ်းဆီးမှုများကြောင့်လူငယ်ရောက်60နီးပါးဟာပေါ်တာဆွဲဖမ်းဆီးခံရကလက်ရှိအချိန်မှာတခြားမျိုးရွာများကိုပြောင်းရွှေ့နေထိုင်သူများညအချိန်မှာနေအိမ်မှာရှောင်းတိန်အိတ်ဆက်နေသူများဟာပုံမုံများပြားလာတယ်လို့သိရပါတယ်။အကြမ်းဖက်စစ်ကောင်စီတပ်သားများဟာလူငယ်များကိုပေါ်တာဆွဲဖမ်းဆီးရမှာ အဲ့စင်းကိုအကြောင်းပြပြီးတော့ခြံစည်းရိုးများကိုပါရိုက်ချိုးပြီးနေအိမ်ထဲထိဝင်ရောက်ပေါ်တာဆွဲဖမ်းဆီးနေခြင်းဖြစ်တယ်လို့သိရပါတယ်။မြောင်းမြဘက်မှာအခြေအနေကတော်တော်ကိုဆိုးနေပါတယ်။ညဘက်တွေမှာဆိုလို့ရှိရင်လည်းအမျိုးသားတွေကိုပေါ်တာလိုက်ဆွဲနေတာအမျိုးသားအများစုဟာညဘက်မှာပုန်းခိုပြီးတော့တိမ်းရှောင်နေရပါတယ်။အိမ်ပေါ်ထိကိုလိုက်ဆွဲနေပါတယ်။အင်ရှင်တွေကိုတော့ခွင့်မတောင်းမနဲ့အိမ်ရဲ့ခြံစည်းရိုးတွေကိုဖျက်ပြီးတော့ပါလာတဲ့လက်နက်တွေနဲ့ချင်းချောက်ဖမ်းဆီးတာတွေရိုက်နှက်ခေါ်ဆောင်တာတွေလုပ်နေပါတယ်။အဲဒါကြောင့်မှတ်ပုံတင်ရှိတဲ့သူတွေကတော့တခြားမျိုးတွေမှာရွာတွေမှာတိမ်းရှောင်နေကြပြီး မတ်ဖို့တင်မရှိတဲ့သူတွေကတော့ညဘက်ဒီမှာအခြေအနေကြည့်ပြီးတော့တင်းရှောင်နေရပါတယ်ဇန်နဝါရီလကလူငယ်အယောက်90နီးပါးပေါ်တာဆွဲဖမ်းဆီးခံလိုက်ရပါတယ်ဖေဖော်ဝါရီလအတွင်းမှာပေါ်တာဆွဲခံရတာလူငယ်အယောက်30နီးပါးရှိနေပြီလို့ဒေသခံပြည်သူတို့ကတိုင်ကြားထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ မြန်မာနိုင်ငံသူနိုင်ငံသားများအလုံးဘေးအန္တရာယ်ကျင်းရှင်းပြီးတော့လုံခြုံစိတ်ချပြီးကျန်းမာပျော်ရွှင်တဲ့ဘဝများကိုပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ